I can tell we need to talk about things, so I'll let you start. Yes, I'm listening. Oh, I understand that. You need help with what you say? Oh, that's crazy. That's crazy, because the last time that we talked. KIA <laughs> ပူပေါင်းအဖွဲ့ဒရုန်းကမှ၁၈ကိုဝင်ဆောင်စစ်ကောင်စီရဲ့မှ 2019ရဟတ်ရင်ကို KIA ပူးပေါင်းအဖွဲ့ရဲ့ drone တစ်ခုကဝင်ရောက်တိုက်ခိုက်နေတဲ့ဗီဒီယိုတစ်ခုယနေ့မေလ22ရက်နေ့မှာလူမှုကွန်ရက်ပေါ်ပြန့်နှံ့လာခဲ့ပါတယ်။ဗမော့ကိုလက်နက်ခဲရန်ရိတ်ခါလာပို့တဲ့ရဟတ်ရင်၃စီးတဲ့ကို KIA ပူးပေါင်းအဖွဲ့ကပြစ်ခတ်တိုက်ခိုက်မှုကြောင့်ရဟတ်ရင်တစ်စီးပြတ်ကျခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့မိုက်ဆက်ခွနပြကြမှုတွင်အများကပြကြသည့်အကြောင်းရင်းကိုယခုဗီဒီယိုထွက်ပေါ်မလာခင်အထိတိုးလောတိုးလောဖြစ်နေကြတာပါဒရုန်းတွေနဲ့ရိုက်ကူးထားတဲ့ဗီဒီယိုတွေမှာလည်းရဟတ်ရင်တွေနားမှာပောက်ကွဲမှုတွေဖြစ်တာကိုတွေ့ရလို့ KIA ပူးပေါင်းအဖွဲ့ကရဟတ်ရင်တွေကိုလက်နက်ကြီးလက်နက်ငယ်အစုံနဲ့ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပုံရပါတယ် စစ်ကောင်စီရဲ့လိန်စင်တွေလှုပ်ကြံထုတ်ပြန်တာတွေဟာဘလို့မှယုံကြည်စရာမရှိဘူးဆိုတာဒီဗီဒီယိုကတက်တည်ပြနေပါတယ်ဗီဒီယိုဤတစ်ဖက်တစ်ချက်တွင်မြင်ရသောကြောင့် drone သည်တာမန်ရိုက်ကူးရေး drone တို့မဟုတ်ဘုံတိချသည့် drone မျိုးသာဖြစ်နိုင်ပြီးအဲ့ဒီ drone ကရဟတ်ယာဉ်ရဲ့ကိုယ်ရေပေါ်ရှိ main road နေရာကိုဝန်ဆောင်ခဲ့တာဖြစ်ပါတယ် drone နဲ့ဝင်ဆောင်မယ်ကွာဆိုပြီးစဉ်းစားလိုက်တဲ့ drone မောင်းသူရဲ့စိတ်သက်ကတော့တကယ်လေးစားဖို့ကောင်းပါတယ်ကို့မှာရှိတာနဲ့ချမယ်ဆိုတဲ့ဆုံးဖြတ်ချက်မျိုးပါ drone တစ်ခုနဲ့ရဟတ်ရင်တစည်းလဲလိုက်တယ်ဆိုတဲ့အတိတ်ပဲပါပဲ